ခုံရောင်မတောက်တာဘာကြောင့်မတောက်တယ်လဲဆိုတဲ့မိခုံအဲ့ဒီမှာမြတ်စွာဘုရားကဖြေတာခုံရောင်မတောက်တာဘာကြောင့်မတောက်တာတော့လို့ဝိဝိဆာပမာဒနပကသတိအကြောင်းတစ်ခုမြတ်စွာဘုရားရှင်းတယ်ဝိဝိဆာဆိုတဲ့အဓိပ္ပာယ်ကမစ္စရိယကိုပြောတာအော်ကိုယ်သာကြီးပွားလို့တယ်လောကလူတွေကလူလူဖြစ်လာပြီးတဲ့နောက်မှာ တကယ်ကို selfish ကိုအကျိုးပဲကိုကြည့်သူများကိုမကြည့်ဘူးဆိုပါစို့လူမှုရေးဆိုလုံးဝမလုပ်ဘူးကိုဝမ်းစားတာကိုရှာပြီးတော့ကိုရဲ့တကူကောင်းဆန်တယ်ဆိုတဲ့ပုံကိုယ်တွေဟာရက်ွက်ထဲမှာလည်းပဲမြုပ်သွားတာပဲပေါ့မထင်ရှားဘူးပေါ့ဘာလို့ဆိုတကူကောင်းဆန်တာဘယ်သူကတကူကောင်းဆန်စေတာတုံးဆိုမစ္စရိယမစ္စရိယဆိုတဲ့တရားကြောင့်မို့လို့ဒါနကောင်းမှုဆိုတာမလုပ်ဘူးမလုပ်သည့်အတွက်ကြောင့် ဒီဘဝမှာလည်းပဲမြုပ်တယ်နောက်တန်တရားမှာလည်းပဲသူကမြုပ်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 သွားလိုက်တာပဲကောမပေါ်လာတော့ဘာနဲ့လာသရံတူတုံးလို့ဆိုရင်တွင်းတူးတဲ့လူနဲ့လာသရံတူတွင်းတူးတဲ့လူကတွင်းတဲ့လေလူကအောက်ရောက်သွားလေတွင်းတဲ့လေလူကအောက်ရောက်သွားလေပဲအဲ့ဒါလို့ပဲနော်ဝေဝိဆာဆိုတဲ့မစ္စရိယရှိလို့ရှင်လောကမှာပေါ်လွင်ထင်ရှားလာတဲ့ပုဂ္ဂိုလ်မဖြစ်ဘူးတဲ့ နောက်တစ်ခုကပမာဒမေ့လျော့တဲ့ပုဂ္ဂိုလ်မေ့လျော့တယ်ဆိုတာကောင်းတဲ့အလုပ်လုပ်ဖို့စိတ်ဝင်စားဘူးကောင်းတဲ့အလုပ်ဘက်မှာစိတ်စိတ်ကူးမရှိဘူးအပျော်တွေအပါးတွေနဲ့ပဲစိတ်ဟာအများတန်းစိတ်ဝင်စားနေတယ်နေတဲ့ပုဂ္ဂိုလ်မျိုးဒါပမာဒမေ့လျော့တဲ့မေ့လျော့ခြင်းလို့ခေါ်တယ်အဲ့ဒီပမာဒတရားလွှမ်းမှုခံထားရတဲ့ပုဂ္ဂိုလ်ဟာလည်းပဲလောကမှာဘယ်တော့မှတောက်ပြောင်းလာတာမရှိဘူးရှိလေ အခုမြန်မာနိုင်ငံမှာကြည်တရားဓမ္မကျင့်ကြံကြိုးကိုအထောက်လို့ဟိုထင်ရှားလာပြီအကျင့်တရားကောင်းလို့ထင်ရှားလာပြီဆိုရဟနာရဟနာဆိုတော့မဖူးကြဘူးလားဖူးကြပါဗျာအလကားနေရင်ကြော်တာတော့မဟုတ်ဘူးသူလည်းလှုပ်ထားလေးတခုတော့ရှိတာပေါ့နော်မဟုတ်မတရားကြော်အောင်လုပ်လို့ကြော်တာလည်းရှိတော့ရှိတာပေါ့နော်တကယ်ကျင့်နေတဲ့ပုံကိုယ်တွေကြော်လာတာဒါပမာဒမရှိလို့အပမာဒကြောင့်ထင်ပေါ်လာတယ်လို့ဒီလိုပြောတာ အဲ့တော့မြတ်စွာဘုရားကလည်းတုတ်တန်တစ်ခုမှာဟောထားတာမစ္ဆေရာစပမာဒာစအေဝံဒါနနာတိယတိလောကမှာဒါနကောင်းမှုမလုဖြစ်တာဘာကြောင့်လို့ဆိုရင်နံပါတ်1ကနှစ်မျိုးလို့နံပါတ်2ကကုသိုလ်တရားနဲ့ပတ်သက်ပြီးမေ့နေလို့တဲ့အဲ့ဒီနှစ်ခုကြောင့်မလုတာမလုသည့်အတွက်ကြောင့်ဒီပုဂ္ဂိုလ်ကတဏှာမှာလည်းပဲမြုပ်သွားမြုပ်သွားလူလောကမှာလည်းပေါ်မလားကုသိုလ်ကောင်းမှုလုပ်တဲ့လူတွေကပေါ်ပေါ်လာတယ် ထက်တန်းရောက်လာတယ်တဘွားတဲ့တဘွားထက်တန်းကြလာထက်တန်းကြလဲဆိုတော့ပေါ်လာဒီလိုဆိုလိုတာပေါ့ထက်တန်းရောက်လာတဲ့ပုဂ္ဂိုလ်ကထင်ပေါ်ကြောက်ကြလာတာပဲအဲ့ဒါကိုမြတ်စွာဘုရားကဖြေတာအစိဒါကမေးတယ်ဘာချောက်တော့ကလူတွေဟာမြုပ်သွားရတယ်လေမထင်မရှားဖြစ်ရတယ်လေဆိုရင်မစ္စရိယတရားနဲ့ပမာဒတရားကြောင့် လောကမှာလူတွေဟာခုံအည်ချင်းအဖြစ်တိမ်မြုပ်သွားတဲ့ပုံစံကြီးဖြစ်ကြရတယ်လို့နံပါတ်1မေခွန်းရဲ့အဖြစ်